ပြူစောထီတွေစစ်မှုထက်တပ်သားတွေနဲ့စုထားတဲ့အင်အား900ဝန်းကျင်ရှိတဲ့စစ်ကြောင်းဟာမကွေတိုင်းပေါ့မြို့နယ်ကရွာတွေကိုမင်းဝင်ရှုနေတာကြောင့်ဒေသခံ1000ကျော်လောက်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။တရင်အပြည့်အစုံကို Morris ကပြောပြပေးမှာပါရှင်။မကွေတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစာ22ကနေထွက်လာတဲ့အင်အား900ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာနိုဝင်ဘာ3ရက်နေ့ကစပြီး မကွေတိုင်းထဲကပေါ့မြုပ်နယ်တောက်ပိုင်းကိုစစ်ကြောင်းထိုးဝင်လာပြီးရွာတွေကိုမီးဝင်ရှို့နေတာလို့ဒေသခံတွေကဆိုပါတယ်။လက်ရှိစစ်ကြောင်းဟာပေါ့တောင်ပိုင်းကတီးချောက်ကျေးရွာကိုရောက်နေပြီးနိုဝင်ဘာ9ရက်နေ့မနက်ပိုင်းမှာတီးချောက်ကျေးရွာအပြင်စင်စာကျေးရွာ၊တပြေအေးရွာစတဲ့ရွာ300ကိုပါမီးထက်ရှို့နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဟိုစစ်ကြောင်းတွေကတော့ကျွန်တော်ပခုတ်ခင်းတော့မှာအတူတူများပါတယ်။အဲဒီမြိုင်မှာလည်းစစ်ကြောင်းရှိတယ်လို့ဒီမြစ်ချီ ဒီဘက်မှာလည်းရှိပါတယ်စစ်ကြောင်းကလေအဲကျွန်တော်တို့ပေါ့မှာလည်းရှိပါတယ်အဲဟိုမိရှုခါရတော့သူတို့စစ်ကြောင်းတို့ဝင်ရောက်တဲ့ရွာတော်မများတော့အရှုခံပါလေဗျအဲပြီးရင်ပြီးသူတို့ဟိုတတ်တာတွေပဲရှိပါတယ်အခုတော့ shop ကတော့သူတို့ဒီပေါ့ပေါ့မြူရဲ့တောင်ပနာကရွာကြီးကိုတော့ shop ဝင်ပြီးတော့မိရှုဖြစ်စီနေတာရှိပါတယ်ဗျ စစ်ကြောင်းဝင်သွားတဲ့ရွာတွေမှာဒေသခံတွေအသက်ခံရတာတွေပေါ်တာအဆဲခံရတဲ့ဖြစ်စဉ်တွေရှိနေပြီး DBB ကအတီးပြုတ်ပြုတ်စ조사နေပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအခြေအနေနဲ့တိုက်ပွဲတွေကြောင့်အတီးမပြုတ်နိုင်သေးပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရပေါ့မြုပ်နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်စစ်ကော်မရှင်တပ်တွေဟာစစ်ကြောင်း၃ကြောင်းခွဲဝင်လာပြီးမီးဝင်ရှို့နေတာဖြစ်တဲ့အတွက်ပေါ့မြုပ်နယ်တဲက6ရွာ19ရွာကအရသာ12000ကျော်ဟာဘေးလျာတောတွေထဲထွက်ပြေးတိမ်းရှောင်နေရတာပါ။ လက်ရှိထွက်ပြေးနေရတဲ့ဒေသခံတွေဟာလုံခြုံတဲ့နေရာမရသေးတဲ့အတွက်လက်တလောသူတို့အခြေအနေတွေကိုဖြေလို့မရသေးကြောင်းပေါင်းမြုံနယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက DPP ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ဒေါ်လာရင်းတက်တဲ့အနေနဲ့ကလက်ရှိစစ်ကြောင်းဟာပေါင်းမြုံနယ်ကပ္ပစာ24ဘက်ကိုဥတည်နေတာဖြစ်ပြီးစစ်ကြောင်းထိုးနိုင်တဲ့အလားအလာတွေရှိနေတဲ့အတွက်ဒေသခံပြည်သူတွေသတိရှိကြဖို့သတိပေးနှိုးဆော်ထားပါတယ်။ဒါကြောင့်အားလုံးဒီပေါင်းတဲ့ဘက်ကိုကူးသွားတာတို့ ကျွန်တော်တို့ကနေထွက်တော့တာကတော့ကျွန်တော်အင်အားဟို900မီပါလောက်တော့ရှိနေပြန်ဟုတ်အဲကျွန်တော်တို့ဒီချက်မှာပါတာကတော့စစ်မှုထမ်းမော်တာဆက်ခံရတဲ့အားတွေပါတယ်ဘောနော်ကျွန်တော်တို့အာမြေသူစစ်တွေလည်းပါတယ်ဘောဟုတ်အဲပေါ့ဆစ်ဖြူလမ်းမော်လမ်းဘေးဝဲရမှာရှိတယ်ကျွန်တော်တို့အားတွေပေါ့ကြည့်ပါရရနဲ့စပြီးဝင်သွားတယ်ကျွန်တော်တို့ကပ္ပစ20နှစ်ကနေ ရောက်ဘက်ကိုဆိုရင်ကျွန်တော်တို့ပေါ့ငယ်ဘက်ကိုရောက်တာလေဟုတ်ကဲ့အဲ့ဒီကနေသူတို့စတာတာပေါ့စကြောင်းလေမထိုးခင်နိုဝင်ဘာ2ရက်နေ့မှာပေါ့မြုံနယ်အရှိမြောက်ချမ်းလေဘက်ကျေးရွာအနီးကစစ်ပေးဆောင်တဲကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချလို့ကလေးငယ်2ယောက်နဲ့ပြည်သူ3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်မကွေးတိုင်းဟာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေအပြင်ပါရာမော်တာလို့ခေါ်တဲ့စက်တက်လေဒီတိုက်ခိုက်မှုတွေအများဆုံးခံရတဲ့စစ်မျက်နှာပြင်တစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်မော်ရစ်ပါ